ွေးဖန်ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာခုချင်းအားစပြီးဓမ္မဒုဒဒေါက်တာအရှင်စီကေနာဟောကြားတော်မူသောဘဝဖြောင့်ချောင်းတစေတစောင်းတရားတော်အပိုင်း69တရားတော် ကိုနာကြားတော်မှာဖြစ်ပါတယ်ခင်ဗျာဘဝဖြောင့်ချောင်းတစေတစောင်းအမိပေးပြီးတော့ကိုဘဝအတွေ့အကြုံလေးတွေကိုပြောပြောလာတာတော်တော်များလာပါဘူး အတွေ့အကြုံမှာဘဝကိုဖြောင်းအောင်ဟိုကောင်းအောင်လည်းလုပ်တာတွေလည်းရှိတာပါပဲဒီဖြောင်းအောင်လည်းလုပ်တယ်ကောင်းအောင်လည်းလုပ်တယ်အတွေ့အကြုံတွေကအမှန်ကတော့အတွေ့အကြုံတွေဆိုတာကိုယ့်ဘဝကိုဖြောင်းအောင် ကောင်းအောင်လုပ်တာတည်းကိုယ်စိတ်နေစိတ်ထားနဲ့ကိုယ်နှလုံးသွင်းခေါ်မလားကိုယ်အသိဉာဏ်ခေါ်မလားအဲ့ဒါနဲ့ဆိုင်တာပေါ့လေ ဒီလိုပဲတွေးကြကြုံကြဆုံကြတာကတော့လူတိုင်းလူတိုင်းလိုလိုအမျိုးမျိုးကြုံကြဆုံကြတွေးကြတာပါပဲဒါပေမဲ့လို့ဒီတွေးကြုံတဲ့ပုံမှာကိုယ်ကဘလို့နှလုံးသွင်းတယ်လဲဘလို့ဆင်ញင်တယ်လဲဘလို့အတိတရားပေါ်တယ်လဲဒါမှမဟုတ်ရင်လည်းဖာတိဖန်တာပဲနေလိုက်သလားလို့အဲ့လိုပေါ့တွေးရကြုံရတာကတော့အများကြီးပါပဲဘုံဘုံတို့ အဖေရှိတယ်အမေရှိတယ်မိသားစုရှိတယ်တအားချစ်တာဗောမိသားစုတိုင်းမိသားစုတိုင်းမိဘကတာသမီချစ်တာသမီကမိဘချစ်ဒါလောကအနေနဲ့ကတော့ဒီတဦးနဲ့တဦးချစ်ကြမေတ္တာရှိကြရင်ကိုပဲမိသားစုဆိုတော့ပျော်စရာလေးကောင်းပျော်စရာလေးကောင်း တခါတလေကျတော့ကိုယ့်ကိုစဉ်းစားကြည့်တယ်ငါပူများပူနေသလားသူများမိသားစုတွေကကိုယ့်မိသားစုလောက်မိဘကတာသမီကိုအကိုကြီးအမကြီးရဲ့ညီလေးညီမတွေကိုညီလေးညီမတွေရဲ့အကိုကြီးအမကြီးတွေကိုတာသမီတွေရဲ့မိဘတွေကိုချစ်တော့ချစ်ကြပါမယ်ကိုယ့်လောက်မချစ်တော့ဟိုသူများကိုလည်းအပြစ်မတင်ရင်သူများတွေကွာ ားဒီအမိဖီဒီအဖအမွေးတာပဲချစ်လိုက်ကြပါလားဒီညီကိုမောင်နှမတွေပဲချစ်လိုက်ကြပါလားအဲသူများကိုအဲ့လိုကိုလောက်မချစ်တဲ့အခါမှာအပြစ်မြင်တဲ့လေတံမျိုးမပြောတော့ဘဲနဲ့ကိုကပဲချစ်တာတွေပိုးနေသလားအဲ့တော့ပိုးနေတယ်ထင်တော့အောင်ထီကိုချစ်တာပါတရားတော်နဲ့လည်းပြောရမလား ဒီပေါ်လေဘုရားရှင်ကိုရမေကြီးဟောတော်မူတဲ့တရားတော်ဆိုတာတွေကတွေ့လာကြုံလာမြင်လာတဲ့အခါမှာအသိဉာဏ်တွေတိုးအောင်နှလုံးသွင်းတတ်ဖို့စဉ်းစားတတ်ဖို့ဒီသဘောတွေပါတကယ်တမ်းအသိဉာဏ်နဲ့လည်းပဲနေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်လုပ်တတ်ဂိုင်တတ်အောင်ဒါဒီလိုဒီလိုသင်ပေးတာတွေကိုတရားဟောတယ်ခေါ်တာဘုံမုန်တို့က ငယ်တုန်းကတွေးခဲ့ချုပ်ခဲ့တာလေးတွေမှတ်မိတယ်။ဟိုကိုအချီနေကဟိုအရင်တခါလည်းပြောခဲ့ဘူးပါလေ။မိသားစုတွေများတော့စီးပွားရေးလုပ်ငန်းကလည်းပတ်စံဝင်ငွေမကောင်းတော့ဟိုပြည်သူပိုင်းတိမ့်ပြီးတော့လဲမွေးသွားတော့အဲ့လိုအကြောင်းကြောင်းတွေကြောင့် ကျောင်းနေဖို့ရာအတွက်ကိုပဲချက်ကလေးတွေမွေးရတာကျမယူဝဲထားကျဖတ်တကောင်ဝဲထားကျမနှကောင်သုံးကောင်ဝဲထားအာသားတွေပေါ့တနေ့လုံးမွေးထားကျောင်းဖွင့်တော့မယ်ဆိုရင်ဒါတွေကိုရောင်းပြီးတော့မှစာအုပ်ဖို့ခဲ့တယ်မို့လောက်ကြရတယ်စာအုပ်ဖို့ခဲ့တယ်မို့ပဲပြောမှာပါကျောင်းလုံးကြီးဖို့တော့မလုံးနိုင်ပါဘူးကျောင်းလုံးကြီးကအစိမ့်မဝတ်လဲရတဲ့အကြောင်းတွေတက်ရတာဟုတ်အဲ့ဒါ ညာညာဆိုရင်နေရလုတ်ခဲ့တည်းမြအလုပ်တွေနဲ့ပြင်မှန်းအိတ်လိုက်ပါတော့လားအေးအေးစီစီမအိတ်နိုင်အဖေကတော့သူကခကြီးသွားတဲ့အလုပ်နဲ့လုတ်ကင်စားတော့တော့ခကြီးသွားနေတာများပါတယ်အမေပဲအမေပဲအိမ်မှာဥဆောင်ဘုံမုန်းတို့မေအကြောင်းပြောရရင်ဆယ်လေးတောက်တယ် မေးကြည့်တယ်အမေဆစ်လေးဘာလို့တောက်တာတော့ဆစ်လေးကြီးမတောက်ပါနဲ့လားဟိုတိတော့တိတယ်အမေဆစ်လေးတောက်ပုံကသူများဆစ်လေးတောက်တာနဲ့မတူညာဆနာကြီးတစ်ချက်နှစ်ချက်ဆိုအမေကငုတ်တုတ်ကြီးထိုင်ဆစ်လေးကြီးမီးဖွာတအိမ်လုံးကမီးတွေပိတ်မိတ်နေတာဒါဘာကြီးလဲပထမစတွေ့တုန်းကတော့မီးရဟူးဆိုဖြစ်တော့နောက်ကျမှဩအမေကိုအဲအဲ့ဒါလို့လဲဆစ်လေးမတောက်ဘာလို့အိတ်မပြောရှာဘူး အဲ့တော့အခြေအနေသာသမီ6ယောက်လောက်ရှိမှာပေါ့လေနောက်တော့10ယောက်ပေါ့လေသာသမီ6ယောက်လောက်ကိုအမေကရင်အောင်မကွာဆောင်းရှောက်ပြီးတော့ရှာဖွေကျွေးလာတဲ့အခါငတ်တလဲပြတ်တလဲတော့မဟုတ်ပါဘူးစားနိုင်မှလည်းစားနိုင်မှလည်းတခုတော့ရှိပါတယ်ဖောဖောတီတီမစားရတာပေါ့ဒီလိုပဲရှာကျွေးတခါလေးအမေရဲ့စိတ်လေး စတိကဟိုလိုကြိုက်လို့တောက်တာမဟုတ်ဘူးစကြောက်လို့ကြိုက်လို့တောက်တာမဟုတ်နောက်ကြမတောက်ပါဘူးနောက်ကြမတူတောက်တာစိတ်ညစ်လို့တောက်တာစိတ်ညစ်လို့တောက်တာဘာလို့စိတ်ညစ်လို့တောက်တာတုံးဆိုတော့တောက်တော့စိတ်ညစ်ပြေတာဆိုတောက်တော့စိတ်ညစ်ပြေတယ်ရတော့မဟုတ်ဘူးတဲ့စလိကလေးတောက်လိုက်ဟိုတွေးဒီတွေးတွေးလိုက်စလိကလေးတောက်လိုက်စဉ်းစားလိုက်အဲ့ဒါဆိုရင်ကိုဒီစိတ်လေးကအဖော်ပဲတဲ့အေးဘော်လေးကိုအသားသမီးဆိုတော့လည်းဘယ်သိမှာ ူခင်ဗျတိုင်မင်မတိုင်မင်ပဲအဖေလေခင်မုန်းယောက်ျားလို့ခေါ်တယ်ဖုံမုန်းတို့အဖေကလည်းခကြီးထွက်တခါထွက်ရင်တလားနလား3လ5လဒါနောက်ပိုင်းမှာအရင်တော့ဆိုရင်8လတနည်းလောက်ကြာအဲ့လိုခကြီးထွက်တဲ့လုပ်ငန်းလုပ်တော့ဟုတ်ရှာမှာပေါ့ဒီစိတ်ညစ်ဟိုတွေးဒီတွေးတွေးအိတ်မပြောဘူးအဲ့အဲ့ဒါလေးတွေလည်းမှတ်မိခဲ့တယ်နောက်နောက်ပြီးတော့လည်း ဖုံဖုံလေးတခါတည်းအမေ့တက်ကူးသွားလားမသိဘူးနဲ့ကြရင်ဘာလို့လောက်ရမလဲဘာထမင်းချဲ့ရမလဲဘာထမင်းဟင်းချဲ့ရမလဲဘသူနဲ့တွေ့ရမလဲညီတွေကိုဘာလုပ်ပေးအောင်မလဲညီမတွေကိုဘာလုပ်ပေးအောင်မလဲအမေသူကအရသာတော့အခက်ရှိရှိပဲညာအိတ်မပြောတာဒါလေးတွေးပြီးတော့ဒီ14 15 16 17 18 19 ठी ဒီတွေးရတာအမေတမျိုးပဲအရသာကတော့အိတ်မပြောတာပေါ့လေ အေးဝါလာမဝါလာဆိုတော့အေးဝါတာမဝါတာကိုခေါင်းနဲ့မရှိတော့ဘူးဒါလေးဟွန်းဩကိုနာကြီးဆိုအိတ်ကြပြီညီလေးညီမလေး10နာရီဆိုအကုန်လုံးဟောင်းတောင်းနေကြဒါပေမဲ့ကိုမအိတ်နိုင်ဘူး17 17 13 17 17နာရီ10နာရီ2နာရီထိဒီဘက်ကချွတ်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 ဆိုလက်အိရတယ်ဟိုဘက်ကအမေရဟိုဘက်မှာအိတ်မေအိတ်တဲ့နေရာတတ်တတ်ညီကိုမောင်နှမတွေအိတ်တဲ့နေရာတတ်တတ် တရားအိမ်မပြောလို့လိမ့်ပြီးတော့ဆိုလှုပ်လိုက်အမေကလည်းအဟောအဟောအဲအမေကအဟန်းအဟန်းဆိုကွာဟွန်းဟွန်းမနေ့ကျရင်ပြောကြပြီခေါင်းချင်းဆိုင်ပြီးတော့ငါတညာအိမ်မပြောလားဟုတ်တယ်အမေရောအိမ်မပြောလားဟုတ်တယ်အမေကဘာတွေတွေးနေလားငါတရောဘာတွေစဉ်းစားလဲအိုးအမေအသားအင်းမင်းကြီးဘယ်လိုလုပ်ပေးရမလဲတိမ်မင်းဖိုးတုတ်ကြီးဘယ်လိုလုပ်ပေးရမလဲနန်းတော်ကြီးဘယ်လိုအာညီတွေညီမတွေအကြောင်း အာလက်သမားပြန်သွားလှုပ်ဖို့လက်သမားလှုပ်ရမှာပြန်လှုပ်ဆေးတုပ်လိုက်အာရင်းနှံကြီးတုပ်အိမ်ကြောင်စဉ်းစားနေတာပေါ့အမေအားအမေရောဘာလို့အိမ်မပြောတာတုံးဆိုဒီအဲ့လိုပုံငါတားရငါတားတို့အကြောင်းစဉ်းစားသားတွေသမီးတွေအကြောင်းစဉ်းစားရနေဖေးအကြောင်းစဉ်းစားရဟိုလှုပ်เสียကင်เสียရတွေနဲ့အေးပေါ့လေကိုကအကိုအကြီးဆိုပေမဲ့ဟိုကအမေလေး အဖေရလည်းခကြီးသွားတာဒီအမေပဲအဖေဒီအမေပဲအမေဆိုတော့တော်တော်စဉ်းစားမှာပေါ့ရင်းအောင်မကွာရင်းအောင်မကွာဆောင်းလျှောက်တာပေါ့အဲ့ဒါပြောဆိုပြီးသားမင်းရောခုခုယဟန်တန်ကဖြစ်မှာတော့အမြင်တစ်မျိုးဖြစ်သွားတာပေါ့အရင်တုန်းကတော့ညာအိမ်မပြောဘဲနဲ့ကိုညီကိုမောင်နေမအတွေ့အတွက်စဉ်းစားနေရတာကိုအိုးတကယ်ရတာရှိတာအမေလည်းချစ်တယ်အမလီငါသားတော်တယ် ညတော်ကောင်းကောင်းမအိပ်ချဘူးမဲသူ့တငယ်ချင်းနေနဲ့ပြောနေတာငါသားတော်တယ်မလီငါသားညကောင်းကောင်းမအိပ်ချဘူးနေ့ကျတော့လည်းလှုပ်လှုပ်တယ်ညကျတော့လည်းပင်မမအိပ်ချဘူးသူ့ညီတွေညီမတွေအတွက်စိတ်ပူလိုက်ရတာဆိုတော့ဒီစိတ်ပူတာကြီးကိုပဲဒါလူကောင်းလို့လူတော်လို့မေရသတ်မှတ်တာပေါ့မစိတ်ပူတာကတော့လူကောင်းလူတော်တော့အခုတော့သိပြီပေါ့မဟုတ်ဘူးပေါ့ဒါမှမဟုတ်စိတ်မပူဘဲနဲ့များ ကိုအတွက်ကိုညီကိုမောင်နှမတွေအတွက်ကိုမိသားစုအတွက်ကိုဆွေမျိုးသားချင်းအတွက်ကိုရက်ကိုရွာကိုမျိုးကိုနိုင်ငံအတွက်စိတ်မပူပဲနဲ့တွေးရင်တော့ဒါကလူကောင်းလို့လူတော်လို့ခေါ်တာပေါ့အများအတွက်အများအကျိုးကိုစဉ်းစားတဲ့ခေါ်တာပေါ့ဒါခုကြမှာတလို့ခွဲသုံးတာပါဘင်းတော့အဲ့စိတ်ပူရတာရို့ပြောစရာကြီးပဲတွေးနေရတာကိုပြောစရာကြီးအမေကလည်းအဲ့လိုတွေးရှာတယ်တွေ့ကြည့်ပေါ့သားသမီး6ယောက်9ယောက်နောက်ကြတော့10ယောက်ဒါကိုအမေကအဖေ အမေရအမေဆိုပြီးရင်အုံးမကွာစောင့်ရှောက်လာတမအဲ့လိုစောင့်ရှောက်လာတော့ကိုကလည်းညီကိုမောင်နှမတွေချစ်တယ်အမေဖေကိုချစ်တယ်အမေကလည်းကိုရောညီကိုမောင်နှမတွေကိုမိသားစုအကုန်ချစ်တော့သူများမိသားစုတွေကြည်လို့ကိုလောက်မချစ်ဘူးဆိုရင်ဘာလို့မချစ်ကြတာလဲချစ်လိုက်ကြပါလားမောင်နှမချင်းဘာလို့မောင်နှမချင်းရံပြည့်နေကြတာတော့ဘာလို့မိဘနဲ့သားသမီးကွယ်မိဘစကားဘာလို့နားမထောင်တာတော့ မမေရတဲ့သားသမီးတွေအဖေရတဲ့သားသမီးတွေအတွက်လိုက်လှုပ်ပေးလိုက်ပါလားအဲ့လိုကြီးစိတ်တရားတော့ဖြစ်တယ်ဒါပေမဲ့ပါဇက်ကပြောခဲ့တယ်။အော်ကိုကူများပူများပူလားငါတို့မိသားစုကမပူဘူးမပူဒီမိဘအသားသမီးကိုစောင့်ရှောက်တာအကိုကြီးမကြီးကညီငယ်ညီမငယ်တွေကိုစောင့်ရှောက်တာဆိုတာ စိတ်ရှိလက်ရှိစောင့်ရှောက်လိုက်စမ်းပါအာကုန်ပန်းကုန်စောင့်ရှောက်လိုက်စမ်းပါအာရပါရကြီးစောင့်ရှောက်လိုက်စမ်းပါလို့တော့အဲ့လိုပြောခြင်းဘာဖြစ်လို့လဲဆိုတော့ဖုံမုံတို့ဟိုမြို့ကျက်လို့ခေါ်တဲ့ဒီနိုင်ငံသားကကြက်ဒီပေါ့လေလိတ်ခွန်လိုက်ဆက်ဆက်တို့ဟမ်ရှိုင်းယားတို့ဆိုတော့အဲ့ဒီကြက်တွေနဲ့ခြံကြီးနဲ့အကောင်ရာချီထောင်ချီမွေးဘူးပါလေ။ အိမ်ကျက်လို့ခေါ်တဲ့ပမာကျက်တွေပေါ့လေအဲ့လိုကျက်တွေလည်းမွေးဘူးလေတញင်တញင်အဲကျက်မကြီးတကောင်ကျက်ဥတွေဥကျက်သားပေါက်ကျက်ဥဥပြီးဆိုရင်ဝတ်ပြီးဆိုရင်ဘုံမောသွားသွားကြည့်ကျက်တန်းတွေဘာတွေခါပြီးအဲကျက်မကြီးကိုကျက်တန်းတွေဘာတွေကိုက်တတ်တာပြီးကြတော့တနေ့တစ်ခေါက်မှသူအပြင်ထွက်လမ်းမလျှောက်ရင်ဘုံမောမပြီးတော့တော့သွားနှုံပြတာ လေတဲ့ဝဲအောင်နှုတ်ပြလိုက်သူပြအညောင်းပြအောင်လို့ပါနှုတ်မွေးဒီကျက်မကြီးအညောင်းမိသွားရင်မကောင်းဒါတော့ကျက်မွေးမြူတဲ့သူတွေမှသိတာဘုံဘုံကတော့ကိုလဲမိသားစုစီပွားရေးအရာရောဝါသနာအရာရောဒီတိရိစ္ဆာန်လေးတွေအဲ့လိုတုန်းကချစ်တတ်တာနောက်ပြီးတော့လည်းပဲရင်းနေနေနေတဲ့တိရိစ္ဆာန်လေးနဲ့ကိုမွေးထားတဲ့တိရိစ္ဆာန်လေးအိုးကျက်ချက်ကြီးတွေဒီဒီကျက်တွေဆိုရင် ချက်ထီးအော်တန်လှုပ်လို့ရတယ်။ဘာညာပေါ့လေအဲ့လိုတတတတတတတချက်ကလေးအတန်တို့။အဲနောက်ပြီးတော့လည်းပဲကျမကြီးအတန်တို့ချက်ခေါ်လိုက်တဲ့အတန်အစာကျွေးတော့မယ်ဆိုတဲ့အတန်ဟာတော့မောင်းထုတ်လိုက်တဲ့အတန်အဲအဲ့ဒါတွေအကုန်လှုပ်တတ်တယ်။ဒါသူတို့နဲ့အတူနေတော့ယဉ်နီးနေတာ။နောက်တစ်ခုရှိတယ်ဘုံမုံတို့ကအိမ်ကနေလွတ်လာရင်ချက်တွေကထွက်သွားရင်ချက်ပေါက်လေးတွေအဓိကထားရတာပေါ့လေ။ အိမ်ရှိမြေကမ်းနားမတိုင်ခင်အဖိုးအဖွားတွေရဲ့ကိုင်းမှာကိုင်းဝင်းကြီးရှင်းသွားပြီဆိုရင်ကွင်းမင်းကြီးဖြစ်ရင်အဲ့ဒီမှာသူကအစာကောက်စားကြရင်ဒီသိန်းစွန်စွန်နေသိန်းနေရလေစွန်ပေါ့လေအဓိကတော့စုံငက်တည်းကသိန်းငက်ကတော့ရှားပါလေအပေါ်မှာဝဲလာအဲ့လိုဝဲနေလို့ရှင်းနေတူးဆိုအဲ့လိုချက်ဖတ်အတန်လာဒါမှမဟုတ်ချက်ဖတ်အတန်လာအဲ့လိုပေးလိုက် ဒီအန္တရာယ်ရှိတယ်ဆိုတဲ့အတံမျိုးတာပေးလိုက်ရင်လေဟာချက်တွေအကုန်ပြေးကုန်လားချက်ကလေးတွေဆိုလဲဟိုအောက်ထဲနေနေစီဝင်ပုံးရတာလေအဲအဲ့လိုလုံကြတာကျဖာကြီးကကျဖာကြီးကအဲ့လိုအတံပေးတော့ဖုံဖုံအဲ့ဒီအတံတွေဘာတွေရတယ်ဒီစုံနေရလေသူတို့ကိစ္စသူတို့လုပ်တာသူတို့အစာသူတို့ရှာတာဒီတကောင်နဲ့အကောင်လေးတွေလွတ်မနေတော့အပေါ်ကနေပြီးတော့လေဝဲနေရနေပြီးတော့အတောင်ရုပ်ဇုံလုံးပြုတ်ချတာ ဆွီးဆိုအောက်ထိုးချတာဟာရွှီးဆိုတော့ထိုးချတုတ်သွားပါတုတ်တယ်ဆိုတော့ဖမ်းသွားတယ်ပေါ့ပါသွားတာချက်တော်မချောင်းနဲ့ကုတ်ခဏခဏကြုံရတယ်ဘုံဘုံတော့ကြက်ကြောင်းရဲ့အဲ့ဒါတော့တတိထားတယ်ဒီနေ့အဲ့ဒီမှာကျမကြီးနဲ့တញင်ကျမကြီးနဲ့တញင်တော့မဟုတ်ပါဘာမှကျမကြီးပါတញင်နဲ့ဘာမှကျင်းနဲ့ဆက်တာစစ်တကောင်းနဲ့ဆက်တာတော့ ဲ့ဒါချက်မရသူချက်သားအုပ်6កောင်9កောင်လောင်းနေလीနေပူစာမှာထွက်ပြီးတော့စားတော့ဘုံမစမ်းကြည့်တယ်ခါတိုင်းစမ်းစမ်းကြည့်တယ်အဲ့ဒီစွန်ရှိလို့ချက်ဖတ်ရအတန်ပြေးတဲ့ဘုံဆိုလှုပ်လိုက်နေသူတို့ပြီးဒီဒီအတန်မဟုတ်ဘူးဒါဒီထဲမလို့လှုပ်မကောင်းလို့တကယ်တူအောင်လှုပ်ရင်ရတယ်ဟာကုန်လုံးပြီးကုန်အဲ့ဒီနေရာဘုံမကောင်းကင်မော်ကြီးတော့မရှိဘူးစွန် အရင်မရှိခင်လုံးရင်လည်းတို့ကိုတင်ပေးထားတာပေါ့ပြေးတာဒီခါကျတော့ကိုကမလုံးလိုက်ရတကယ်ဆိုရင်ရောက်ဝဲနေဝဲတော့ဆွတ်ဆွတ်တောင်မှန်ရုပ်ပြုတ်ကနေဆိုဖြုတ်ကနေဆိုပြုတ်ချလာပြီးတော့လေကျက်ကလေးတောင်ကုတ်သွားတာဟာအဲ့ရဟုတ်ကနေဆိုရိတ်ကနေဆိုစိတ်ကတိလိုက်တာနဲ့လန့်ကြည့်လိုက်တော့ဟာလာပြီးတော့အဲ့ကျမှအော်တော့မမီတော့ဘူးဟူးဆိုလေလုံလဲလုံလိုက်ရောလေအဲ့ကျက်ကလေးကိုမိသွားတယ်မိသွားတယ်ကုတ် ဲ့ဒီတញင်အဲ့ဒီစိတ်တကောင်းနဲ့စက်ထားတဲ့အဲ့ဒီကြက်ကြက်အိမ်ကြက်ဟာကြက်မဟာအမေဟာအဲ့ဒီစုံတော့ကိုလိုက်တာ အတင်းဒီလိုထိုင်းနေရနေတော့ဟိုကစုံဆိုတာငဲ့လေ၊ तू ကကြက်လေ၊ तू မမလို့အဲ့ဒါကိုပြန်တက်သွားတာအန်စီဟာကောင်းတာခုတိမြင်သေးတယ်ဘုံမလို့ဒီဘက်ကမချစ်စုတရက်ပင်နဲ့ဟိုဘက်ကအဲဘူဘူတို့တရက်ပင်နဲ့အဲ့လုံးတော့မိကျွဲတို့ပေါ့လေမိကျွဲတို့တရက်ပင်နဲ့ကြားတယ် ဲ့နားလေးမှာတုတ်သွားတယ်လို့ဟူးဆိုဘလို့လိုက်သွားတာလေးဖုံဖုံထင်နေဝါတရိုက်တော့မြင့်သွားတယ်စကားပြေတော့မြင့်သွားတယ်ဒီလိုခုံပြီးလိုက်တာမဟုတ်အဲ့စွန်တိုင်းလိုက်တာစွန်ပြန်တဲ့အတိုင်းဩစိတ်ထဲမှာကြည်မိမြင်မိတယ်ခုတိမပြောင်းဒီချက်မှချက်မှပြောတော့တာကြက်အဟိတ်တရိစ္ဆာလို့ပြောတာကြက်ပြောတော့တာကြက်မှလို့ပြောတာ ူမှအမေစိတ်တက်ပါတော့တားသမီးကိုထီတော့ဘဲခံနိုင်မှာလို့ဩရင်အုပ်မကွာစောင့်ရှောက်တယ်ဆိုတာဒါပဲရင်အုပ်ကများကွာသွားရင်အန္တရာယ်နဲ့မိသွားပြီအဲအဲ့ဒါလေးအသိပေါ်လာတာဟာဒို့အမေတို့ရင်အုပ်မကွာစောင့်ရှောက်တယ်ဆိုတာဒါပဲဒို့အမေတို့ကိုထိမ့်သိမ့်နေဆိုတာဒါပဲဘဲအန္တရာယ်မှမရောက်ဘဲညီကိုမနော်မမအန္တရာယ်မရောက်အောင်အမေစောင့်ရှောက်ခဲ့တာ ရင်းမကွာဆောင်းလျှောက်တယ်ဆိုတာအဲ့ဒါတကယ်ကိုသူကဟူးလို့អော်လိုက်တာနဲ့တခြားကွင်းမြင်ကြီးဖြစ်နေလို့တပြင်ခြုံပုတ်တွေအောင်ဝတ်เสียမရှိဘူးဆိုရင်အမေရင်ပတ်တဲ့တိုးတာအမေရတောင်မန်ကြီးကားပြီးရင်းအုပ်အောက်ထဲမှာလေကလေးတွေတိုးသူကအကောင်ကြီးกว่าခက်ကားကားကြီးအဲ့လိုနေရှာတာတကောင်းတော့ပါသွားတယ်အမေလိုက်ခွတ်တယ်မမိလိုက် ဩမိဘနဲ့သားသမီးအဟိတ်တရိษံနေတော်မှယင်းဥမကွာဆောင်းလျှောက်တယ်ကိုသားသမီးအန္တရာယ်ကြရင်ကိုအသက်ကိုမငဲကွယ်ဖဲနဲ့အဘောထိအတောင်မှန်နဲ့ရက်ခရက်ခနဲ့လိုက်ပြီးတော့ခုတ်ပါလားဒါမင်းတို့အမေတို့ကိုချစ်တာမပိုးပါဘူးတို့လည်းပဲကိုညီကိုမောင်နှမတွေကိုချစ်တာမပိုးပါဘူးခုလိုပြောရင်တော့တို့လည်းပဲတို့တကာတကမတွေကိုဆောင်းလျှောက်တာမပိုးပါဘူးဖျားရှင်ကိုတော်မြတ်ကြီးလည်းလူနဲ့ပြမှာတတ္တဝါတွေအတွက် လေးသိင်ချင်းနဲ့ကဘာတသိင်ပါရမီဖြည့်ပြီးတော့လူနာမြမတ attva တွေကြီးပွားဖို့ပွင့်ထွန်းပေါ်ပေါက်လာလူနာမြမတ attva တွေချမ်းသာဖို့တရားတွေဟောပြီးလူနာမြမတ attva တွေကြီးပွားချမ်းသာဖို့ရအတွက်တန်ဃာတော်တွေကိုဖွဲ့စည်းပြီးဒါတွေကမပို့ပါကြီးသမအာဟိတရိဆံလို့ခေါ်တဲ့ကြက်မကြက်မအမဖြစ်တဲ့ကြက်တောင်တန်သမီးကိုစောင့်ရှောက်တဲ့နေရာမှာဒီလိုရဲဝံ့တဲ့တတ္တိရှိတယ် ို့အမေလည်းပဲညမအိဖဲနဲ့ကိုတွေးကြံစဉ်းစားပြီးတော့သူ့ထော်နဲ့သူစဉ်းစားပြီးတော့ပူတာကိုပြောတာမဟုတ်ပါဘူး။နောင်တရသမီးအဆင်ပြေအောင်လို့စဉ်းစားဒါမိဘမြတ်တာမိဘမြတ်တာအဲ့ဒီကလေးကဖုံဖုံကတော့ဘာပြောပြောကိုညီကိုမောင်တော်မလို့တအားချစ်တာဘယ်သူဘာပြောပြောချစ်တာကိုတကာကမားရဲ့ပေါ်မြတ်တာကြီးတာရှိတာအားလုံးပေါ်မှာမြတ်တာရှိတာဒါကိုပိုတယ်ခေါ်လို့ပဲရမှာ ဩဒီအတိလေးဝင်လို့ဘုံဘုံကဘသူနဲ့ဆက်ဆံဆက်ဆံဆူတယ်អော်တယ်ငောက်တယ်လှုပ်ရင်တော့မေတ္တာနဲ့ကောင်းစေခြင်းလို့ကယာနှုံးပြည့်90လောက်ပါရိုးရိုးဆိုရင်တော့တူတူဆုံးမတာတစ်မျိုးကျေတယ်ဆုံးမတာတစ်မျိုးဘသူဘသူမှသိင်းငဲ့တို့စွန်တို့တုတ်သွားတဲ့ကြက်ကလေးလို့ဟိုကြဖောက်စားခံရမှာလीအဖြစ်မခံနိုင်လို့ဘသူအဖြစ်ဖြစ်ဆုံးမပေးခြင်းတာစောက်ရှောက်ပေးခြင်းတာ အဲ့ဒီဘဝငယ်တုန်းကဘဝကြုံငဲ့ရတဲ့အဲ့ဒီမြင်ကွင်းလေးပေါ့မူတည်ပြီးတော့အဲ့ဒီအတိလေးတိုးလာတာကိုကလူကြီးဖြစ်လာရင်လူငယ်တွေကိုစောင့်ရှောက်ကြပါမိဘဖြစ်လာရင်သားသမီးတွေကိုစောင့်ရှောက်ပါအကိုကြီးအမကြီးဖြစ်နေလို့ရှိရင်ညီငယ်ညီမငယ်တွေကိုစောင့်ရှောက်ပါ လူကြီးဖြစ်လာရင်လူငယ်တွေကိုစောင့်ရှောက်ပါနောက်ဆိုကိုရက်ကိုရွာကိုစောင့်ရှောက်ရမှာကိုမျိုးကိုရွာကိုနိုင်ငံကိုကိုစောင့်ရှောက်ရမှာအဟိတရိဆိုင်ကျမကြီးတော့အန္တရာယ် မကြရအောင်စောင့်ရှောက်သေးတယ်ဆိုရင်ကိုကလူပဲမိဘတွေချစ်လိုက်ကြသမာတာသမီးတွေကိုကြီးအမကြီးတွေညီငယ်ညီမငယ်တွေချစ်လိုက်ကြသမာစောင့်ရှောက်လိုက်ကြစမ်းပါလို့အဲ့လိုပဲတိုက်တွန်းကြတော့တာဘာလို့တိုက်တွန်းရတာလဲဆိုတော့ကိုကဒီဘဝအတွေ့အကြုံနဲ့ဒီအတိလေးဝင်လို့ကိုဘဝဖြောင်းနေတာစောင့်ရှောက်တာတတ်တတ်ပူတာတတ်တတ်အခုဆိုရင်တော့ပူလို့စောင့်ရှောက်တာမဟုတ်တော့စောင့်ရှောက်လို့လည်းမပူပါဘူးအေးအေးဆေးဆေးနဲ့ပဲအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးပါတယ် ဒီအသည်လေးဝင်ပြီးစောင့်ရှောက်နိုင်သဖြင့်ကိုလည်းဘဝဖြောင့်ကိုမိသားစုပတ်ဝန်းကျင်အတိုင်းဝိုင်းရရွာမြို့နိုင်ငံတွေလည်းပဲအန္တရာယ်ကင်းပြီးတော့လူရပန်းတိုင်းရှောက်လန်းနိုင်ရတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း